ကစုံလာပြီဗုဒ္ဓလေးမှာဗုဒ္ဓကြောင့်ရစုံနေသောသိရှိစေဖို့တိုက်တွန်းလို့ဆိုတာကဘာရင်ငင်းရဖို့ရဗုဒ္ဓဆုံးမညွန်ပြတာညီမတို့ရဲ့ဗုဒ္ဓသာသနာအတွက်ကောဒီပညာရေးပိုင်းမှာတော့တကယ်တော်တဲ့ကလေးတွေထွက်ပေါ်လာအောင်မှာပါသူတို့ဆိုရင်ဗုဒ္ဓဝင်ဖွဲ့ရရနေပြီးမွေးထုတ်ပေးနေအောင်မှာပါ ဒါကလေးဘဝတွေရပါဘောเนาะဒီအဓိပ္ပာယ်ပိုင်းနဲ့ပတ်သက်ပြီးရောလူငယ်ရေးရတန်တမန်အနေနဲ့ဆရာတော်ဘုရားရဲ့ချီးမြှောက်ခဲ့တယ်။တောက်လျှောက်အခုချိန်ထိမှာကျွန်တော်လူငယ်ရေးရတန်တမန်ဂုံတူးဆောင်တန်တမန်ဖြစ်သွားတာတော်တော်လေးလက်ကြပြီဘောเนาะ။ဆယ်နှစ်ကျော်ကျော်လောက်ကိုဒီတုဒ္ဒဆုံနေဗုဒ္ဓဝင်ဖွဲ့ဒီဗုဒ္ဓဝင်ပြိုင်ပွဲကြီးမှာဆုရဖို့အတွက်ကိုပဲအားခဲထားဘုံဘုံနေရလीဒီတုဒ္ဒဆုံနေဗုဒ္ဓဝင်ပြိုင်ပွဲမှာဒီသူတို့ဗုဒ္ဓမာမကအသင်းက ကလေးတွေဒီပထမဆုံးရရမယ်ဆိုရစိတ်နဲ့ပဲတောက်လျှောက်ကြိုးစားလာခဲ့တယ်။ဆယ်နှစ်ပြည့်သွားတဲ့အချိန်မှာဒီလိုမျိုးညီမလေးပထမဆုံးရတဲ့ဟာမျိုးထွန်းပေါက်လာတယ်ပေါ့နော်။ကြိုးစားခြင်းရဲ့ရလက်ပဲပေါ့နော်။အန်တီနီယာဒါသမီးတို့ရဲ့ဒါစီနီယာပေါ့နော်စီနီယာလေးဖြစ်တယ်လေးလေးလေးစားရတဲ့ဒါဥခန့်စီသူရဲ့အလူလေးလေးဖြစ်တယ်နောက်ပြီးတော့အဲဝါစုတင်ကန်းကပ်ပွဲပြီးတော့ဒီ ာသနာပေါင်းသူတွင်းနဲ့ပွဲရောနောက်ဒီမြန်မာနိုင်ငံလုံးဆိုင်ရာတုဒ္ဒဆွန်လင်ပုဒ်တော်ရင်မှာပထမဆုရရဲ့မြန်မာလိကြပြူကိုဒါဂုံပြူတဲ့ပွဲရောအကုန်လုံးပေါင်းပြီးအခုတို့ပေါင်းစုတဲ့ပွဲလေးမှာလာပြီးတော့အဲကုတို့အနေနဲ့ပါပြီးတော့ဓာတ်ရောက်ပေးတာပါဟုတ် ဝမ်းသာတာပေါ့အများကြီးဝမ်းသာတယ်တို့မျိုးလူအလူတန်းပြုတ်လုတဲ့ဆာဒါမြန်မာတွေရဲ့ဒလိထုံတန်းစင်လာရအောင်ယဉ်ကျေးမှုရရောဒါဗုဒ္ဓဘာသာဝင်တယောက်တွေနဲ့ဒါလူတန်းနေဆိုတာကဒါတကယ်ကိုမမြတ်ပါရဲ့ပြီးတော့ဒီညီမလေးအကြဖြူပါလေတကယ်ကိုချီးမြှောက်ထိုက်တယ်ဂွန်ပြူထိုက်တယ်ညီမလေးဖြစ်တဲ့အတွက်တို့မျိုးအမှုပညာရှင်နေရပါအများကြီးဝိုင်းမျိုး support လုပ်ပေးကြရဲ့ချီးမြှောက်ပေးကြတာဖြစ်တဲ့အတွက်တကယ်ဝမ်းသာပါတယ်ဟုတ် အဲ့ဒီဒီတုဒ္ဒဆိုလည်းဗုဒ္ဓဝင်ငါကြောင့်ညီမတို့ကြောင့်ဒီတုဒ္ဒဆိုလည်းဗုဒ္ဓဝင်အဖွဲ့ကြီးမှာကညီမကိုရိုင်းရဲ့လေဂုံတူဆောင်တန်တမန်အနေနဲ့ရှိခဲ့ရတာကဆယ်စုနှစ်တစုကျော်သွားပြီပေါ့နော်ဆိုတော့ဒီညီမလေးအဲ့လည်းမှမဟုတ်ရှိနှစ်တည်တုန်းကတောက်ချောက်ဖြီးခဲ့တဲ့ကလေးတွေလည်းတိတ်တော်ကြရဲ့ဖြီးခဲ့တဲ့မိကွန်းနေနိုင်ရလဲညီမတို့ရေလောကမတိတယ်ညီမတို့ရေတောင်မှတကယ်ဟိုဟိုခက်ခဲနေနေတဲ့ဒါဗုဒ္ဓဝင်စာပေတွေဗုဒ္ဓဝင်အကြောင်းနေဖြစ်တဲ့အတွက် နှစ်တိုင်းကိုအံ့ဩရတယ်ဒီနှစ်မှမဟုတ်အရင်နှစ်တည်းကလည်းအံ့ဩရဒီနှစ်မှလည်းဒါညမလေးဒါရန်ကုန်တိုင်းကလည်းဖြစ်တယ်ပြတကယ်လည်းအာထူးချွန်တဲ့ကလေးဖြစ်တဲ့အတွက်ပူပြီးတော့လည်းချင်းမြောက်ပေးကြရဲအမှုပညာရှင်တွေရောအဲဒီစီးပွားရေးအဲလုပ်ငန်းရှင်များရာကောပြီး audience ပရိသတ်တွေရာအများကြီးအဲ support ပေးကြရတဲ့ရောလည်းတကယ်အများကြီးဝမ်းသာပါတယ်အဲဒီလိုပဲနောက်ထပ်အဲ2000တဲ့ဘုတ်တွင်ပြန်ပေါ်ရနေပြီးတော့ထွက်ပေါ်လာမယ်မြန်မာနိုင်ငံအတွက်ဒါဒီဗုဒ္ဓဒီညီမတို့ရဲ့ဗုဒ္ဓသာသနာအတွက်ကောဒီပညာရေးပိုင်းမှာတော့တကယ်တော်တဲ့က လေးတွေထွက်ပေါ်လာအောင်မှာပါသူတော်ဆန်ဗုဒ္ဓဝင်ဖွဲ့ရနေပြီးမွေးထုတ်ပေးနေအောင်မှာပါဆိုတော့ချိမြောက်ပေးပါအောင်လို့ပြောချင်ပါတယ်အဲတော်တော်များများဟိုတိပါတယ်အဲဒီတုဒ္ဒဆောင်လေဗုဒ္ဓဝင်စလုပ်ခဲ့တဲ့နှစ်ကလည်းစမြော့ ခုဒီဒွါဒသမအချိန်အထိညီမတို့ရေဒါကလေးဘဝတွေရပါတော့ဒီအဓိပ္ပာယ်ပိုင်းနဲ့ပတ်သက်ပြီးတော့လူငယ်ရေးရတန်တမန်အနေနဲ့ဆရာတော်ဘုရားရေချီးမြှောက်ခဲ့တယ်။တောက်လျှောက်အခုချိန်ထိမှာညီမတို့လူငယ်ရေးတန်တမန်ဂုံတူးဆောင်တန်တမန်ဖြစ်သွားတာတော်တော်လေးလက်ကြာပြီပေါ့နော်။ဘနတ်ဘနတ်ထက်ကွမ်းပြီးဘနတ်ချိန်တောင်မြောက်ပါပြီလဲမသိဘူး။ဂုံတူးဆောင်တန်တမန်ဖုံးဖုံးနေရအမြဲတမ်းနှစ်တိုင်းသမီးတို့ဒီဒါကုသိုလ်တစ်နှစ်ကိုတစ်ချိန်ကုသိုလ်ပြုရတဲ့ပွဲကြီးဖြစ်တယ်။အချိန်လဲပေးရတယ်လူလူလဲဒါအားစိုက်ပေးရတယ်အကုန်လုံးဒီအလှငွေရဆအကုန်လုံးဒါအကုန်လုံးအားစိုက်ပြီးတော့လုပ်ပေးရတယ်။တစ်နှစ်မှတစ်ချိန်ကုသိုလ်ယူတဲ့ ပွဲဖြစ်တဲ့အတွက်ဖမုံနေရလဲဒီလိုမျိုးကုသိုလ်ပွဲကြီးမှာလာရောက်ချင်းမြင်ပြီးအမှုပညာရှင်တယောက်အနေနဲ့ရောဒါလူငယ်တွေကိုဒီလိုမျိုးအမှုပညာရှင်တွေရလဲချီးမြှောက်တယ်ဆိုရဲစိတ်ဓာတ်ခွန်အားလေးဖြစ်စေခြင်းတော့ပါဗောနော်ပါဝင်ပြီးအမှုပညာရှင်တွေလည်းအားတစ်ခုဖြစ်အောင်ဖမုံနေရတမီးတို့ဒါဂုံလူဆောင်တန်တမန်အနေနဲ့ခန့်အပ်ထားဆယ်စုနှစ်တစုကြော်သွားပြီဗောနော်ဆိုတော့ဒီလိုမျိုးကလေးတွေကိုတမီးတို့အနေနဲ့ရလဲအဲတစ်ဖက်တစ်လမ်းအနေပြီးတော့ပါဝင်ပြီးတော့ကုသိုလ်ပြုတ်ခွင့်ရရဲပါဝင်ပြီးတော့အဖြစ်ခွင့်ရတာတကယ်လည်းဝမ်းသာပါတယ်အဲ တူတာဆိုနေဗုဒ္ဓဝင်ဖွဲ့ရှိရတော့တော်တော်များများတိကျပါတယ်ဒါပေမဲ့ဒီဒီဒီနှစ်မှာတော့ပို့ပြီး attention ဖြစ်သွားတာပေါ့နော်ညီမလေးရဲ့ဒါသူ့ရဲ့ပါရမီအကြောင်းရောညီမလေးရဲ့ရှေးဖုန်းရှေးကန်အကြောင်းရောအဲချစ်ကြတဲ့သူပေါ်တယ်ချစ်ကြပြီးတော့ဒီချီးမြှောက်ခြင်းတဲ့သူတွေများပြရဒါတိတ်ကိုယူစရာကောင်းပါတယ်ညီမလေးတို့လည်းအရန်ကိုဒါသူ့ရဲ့သူဖြစ်ခြင်းတဲ့ပညာရေးပိုင်းသူထူးချိုခြင်းနဲ့သူဆရာဝန်တိတ်ဖြစ်ခြင်းတဲ့လူသူပြောရဲဒါဆိုတော့သူ့ရဲ့ဘဝရည်မှန်းချက်လေးရောသူ့ရဲ့ရှေးဆက်လျှောက်မဲ့ဒီပညာရေးလမ်းကြောင်းမှာလည်းအများကြီးအခုအထောက်အကူပြုသွားတဲ့အတွက်တည်ဝမ်းတာပါတယ် ဟုတ်ကဲ့ဟိုဒါတော့လေဟိုကလေးတွေရကောဒါကိုယ့်ရဲ့ဒါစိတ်ဝါဒနာပါရကိုယ်စိတ်တန်ရတန်ရပေါ့နော်ဒါလုတ်ပါဒါလုတ်ပါဆိုပြီးတော့ခုခစ်ကလေးတွေကိုလည်းတွားပြီးတော့ချုပ်ကင်လို့လည်းမရဘူးဒီညမာလေးကြတော့လေသူကိုယ်တိုင်ရောဒီဗုဒ္ဓစာပေတွေဝါသနာပါရဲ့ပညာရေးမှာသူထူးချွတ်ခြင်းနဲ့ဆိုရယ်သူစိတ်ရှိတာဖြစ်တဲ့အတွက်သူ ထူးကျွန်တာပေါ့နော်ဆိုတော့ဒါကိုလုတ်ကိုလုတ်ရမယ်ဆိုပြီးတော့သွားပြီးတတ်တတ်မတ်တဲသွားလို့လည်းမရဘူးအဲခလေးတွေရောဒီလူငယ်တွေရောဘသူပဲဖြစ်ဖြစ်လူတိုင်းလူတိုင်းမှာကိုယ်စိတ်နဲ့ကိုကိုအဲကိုယ့်ရဲ့စိတ်တန်ရတန်ရဝါသနာပါရရှိကြတာပေါ့အဲဒီဟာတွေကိုပဲထူးကျွန်အောင်ဘယ်လိုလုပ်ကြမလဲမိဘတွေအနေနဲ့ရောအဲပံ့ပိုးပေးရသူတွေနဲ့ရောဒီဟာတွေကိုပဲဒီထူးကျွန်နေရဲ့ဟာကိုပဲဘယ်လိုမျိုးထပ်ပြီးတော့အဲ support လုပ်ရင်ကောင်းမလဲဆိုတာမျိုးပဲစဉ်းစားပေးရမှာပေါ့နော်ဆိုတော့ ဒီညီမလေးကလည်းအခုဒီညီမလေးပဲ highlight ထားပြီးပြောရမယ်ဆိုရင်တော့အများကြီးမြန်မာနိုင်ငံအတွက်ကောမြန်မာနိုင်ငံဆိုဒီဗုဒ္ဓဘာသာအတွက်လူငယ်တွေအနေနဲ့ဒါအားတစ်ခုပေါ့နော်အဲဖြစ်စေတာပေါ့ဟုတ်ဒီလိုမျိုးညီမလေးလိုမျိုးကလေးလေးတွေအများကြီးပေါ်ထွက်လာရင်တော့တိတ်ခုံယူစရာကောင်းတာပေါ့နော်အဲအဓိကတော့ဒီဗုဒ္ဓစာပေကြီးလည်းတည်ရဲ့ပညာကြီးလည်းထူးကျွန်တဲ့ကလေးတွေမျိုးတွေအများကြီးမြန်မာနိုင်ငံမှာရှိတယ်ဆိုလို့ရှိရင်တော့အရန်ကိုကောင်းတဲ့အလားလာရှိတဲ့နိုင်ငံတစ်ခု ဖြစ်သွားမှာပေါ့တမျိုးတမျိုးကလည်းညီမလေးကို TV အတူယူရတယ်ရှင်ညီမလေးတိတ်တည်ငိမ့်နေအဲလိုအေးအေးဆေးဆေးတင်မျက်နှာလေးကိုကြည့်ရပါအေးချမ်းတယ်သူ့မှာအကြည်တက်လေးရှိရပါဘောနော်ဆိုတော့အဲဒါလေးကိုလည်းညီမညီမတို့ကကြည့်ပြီးအတူယူရတာမျိုးလေးရှိအိုးကိုရီးယားမသိနိုင်လဲကိုရီးယားမကြက်နိုင်တဲ့စာတွေကိုဒီကလေးလေးဒီ15နှစ်ဆိုအရွယ်ရောအရန်ငယ်သေးရေပေါ့ ငယ်သေးရဲ့ညီမလေးကအများကြီးသူမှတ်နိုင်တယ်ကြက်နိုင်တယ်ရမ်းလက်ကုန်ကြီးဘူးကောက်တယ်လေတော့ညီမလေးကိုလည်းအများကြီးချင်းမြောက်ပေးပါဒီလိုမျိုးသုဒ္ဓဆောင်နေဗုဒ္ဓဘုရားပြိုင်ပွဲကြီးကိုလည်းအခုလိုမျိုးအများကြီးအဲဟိုပြည့်တတ်တွေကစိတ်ဝင်စားလာတာတွေ့လို့လဲဒါတဏ္ဍမတယောက်အနေနဲ့အရန်ခုံယူရပါတယ်အရန်လည်းဝမ်းသာပါတယ်ဆရာတော်ဖခင်ကြီးကဒီလိုမျိုး audience attention တစ်ခုမှာဖုံဖုံနေရလေလေဖုံဖုံနေရရည်ရချက်ကဒီလိုမျိုးလူငယ်ကလေးတွေ ဒီဗုဒ္ဓဆာပေမှာအကျွမ်းတို့ဝင် ဖြစ်သွားအောင်ဗုဒ္ဓဆာပေနဲ့စိတ်မနေအောင်ဒီကတော့ဒီဗုဒ္ဓဘာသာဝင်နေတိုင်းတည်တည်နဲ့ဒီစာပေတွေဗုဒ္ဓအကြောင်းအရာတွေကလေးလူငယ်တွေလည်းသိရမယ်ဆိုတဲ့ဟာမျိုးဖြစ်အောင်ပေါ့နော်ဒီဘုံဘုံနေရဲ့ထိုက်ထိုက်တန်တန်လေးစုချရဲစုထိုက်တန်တန်ပေးတယ်ကလေးတွေစူးစမ်းရင်စူးစမ်းတယ်ထိုက်တန်တန်စုချကြရဲမြေလိုဝိုင်းပြီးပန့်ပိုးကြဖြစ်တဲ့အတွက်တိုင်မွေးဝင်တဲ့ကလေးတွေမှလည်းစိတ်သက်ခွန်အားတစ်ခုဖြစ်တယ်ဒီလိုမျိုးအဓိက target ကလူငယ်တွေကို target ထားပါပေါ့နော်လူငယ်တွေ ကထိမ့်သိမ့်မှသာလျင်ဒီဗုဒ္ဓဘာသာလူငယ်ဝလူငယ်တွေကဒါထိမ့်သိမ့်မှသာသူတို့ရဲ့တာသနာတော်ရဲ့အများကြီးတည်တံ့ခိုင်မြဲမှာပေါ့ဘုံမုံနေအဓိကရွယ်ချက်ကတော့အဲ့ဒါပဲအဲတမီးတို့ဒီတန်နမန်ကြီးရဲ့ရွယ်ချက်ကလည်းဒါပါပဲအဲတမီးတို့လည်းအများကြီးမလုံနိုင်ဘူးဆိုပေမဲ့လုံနိုင်တဲ့ကလေးတွေကို support လုပ်ပေးခြင်းဖြစ်လေဒါကုသိုလ်ယူတဲ့သဘောမျိုးပေါ့နော်ဟုတ်အဓိကတမီးကြောက်လို့ချစ်တာလေနော်သူပုံစံလေးကိုအဲ့ပြန်ပွဲမှာတွေ့တဲ့ချစ်တယ် မျက်နှာလေးပါအကြည့်တက်ကလေးရှိပြီအေးချမ်းချမ်းလေးသူမျက်နှာကြီးအေးချမ်းနေရဲ့ဆိုရယ်5ပလေးကိုရတော့ချစ်တယ်ပြီးတော့ဒီဗုဒ္ဓမာမကအတင်းကလေဒါကိုရဲ့ကိုလှုပ်ပေးနေတဲ့ဒီတာသနာပြုလုပ်ငန်းလေးမှာကိုလည်းပါဝင်လုပ်ကင်ပေးနေတယ်ဒီအတင်းတစ်ခုဖြစ်တဲ့အတွက်ကိုကလေးလိုလည်းဖြစ်နေရောဒီဗုဒ္ဓမာမကအဖွဲ့ကြီးရလဲဆယ်စုနှစ်တစုကျော်သွားပြီညီမလည်းလက်တွဲပြီးတော့ဒီတာသနာပြုလုပ်ငန်းလေးအဲလုပ်ခဲ့တာဒီလေဖမုံနေနဲ့ လုပ်ဒီတာသနာပြုရဲ့လုပ်ငန်းတွေလုပ်တာလေဆယ်စုနှစ်တစ်စုကျော်သွားပြီဆိုတော့အဲမိသားစုဝင်တွေလို့ဖြစ်နေကိုကလေးဖြစ်တဲ့အတွက်ပို့ပြီးတော့ဒီနှစ်မှာကိုအတင်းဖွဲ့အဲကိုကိုရဲ့မိသားစုဝင်တို့သဘောထားတဲ့အတင်းဖွဲ့ကလေးတယောက်ဒီဒီလိုထွန်းပေါက်သွားတာဖြစ်တဲ့အတွက်ပို့ပြီးတော့လေဂုံယူတယ်ပို့ပြီးတော့လေဆပိုးလုပ်ပေးပြတယ်ပြီးတော့ဖုံဖုံဒီဗုဒ္ဓမမကအဖွဲကြီးပေါ့နော်ဒီညီမလေးစုရပါညီမလေးဂျင်ဂျီလေးမှာတက်ခဲ့တယ်ဗုဒ္ဓမမကအတင်းကြီးကဒီစပြီးတီထောင်တဲ့အချိန်ကနေစပြီးတော့ဒီညီမလေးကြပြီးပထမဆုံးရတဲ့အချိန်အထိ 10နှစ်ကြော်ကြော်လောက်ကိုဒီတုဒ္ဒဆောင်နဲ့ဗုဒ္ဓဝင်အဖွဲ့ဒီဗုဒ္ဓဝင်ပြိုင်ပွဲကြီးမှာဆုရဖို့အတွက်ကိုပဲအားခဲထားပုံပုံနေရလေဒီတုဒ္ဒဆောင်နဲ့ဗုဒ္ဓဝင်ပြိုင်ပွဲမှာဒီသူတို့ဗုဒ္ဓမာမကအသင်းရကလေးတွေဒီပထမဆုရရမယ်ဆိုရစိတ်နဲ့ပဲတောက်လျှောက်ကြိုးစားလာခဲ့တယ်10နှစ်ပြည့်သွားတဲ့အချိန်မှာဒီလိုမျိုးညီမလေးပထမဆုရတဲ့ဟာမျိုးထွန်းပေါက်လာတယ်ပေါ့နော်ကြိုးစားခြင်းရရလက်ပဲပေါ့နော်ဆိုတော့အရင်လဲဂုဏ်ယူပါတယ် ပီတီကတော့ဒါလုံနိုင်တဲ့အဲလုံပေးခွင့်ရတာပဲညီမတို့ကကုတူထူးနေပြီလို့အဲခံယူပါရဲ့အဲအများကြီးအဲလှူမအများကြီးဒီတာသနာတော်လှူမတမ်းမဟုတ်ပဲနဲ့ကိုလုံပေးနိုင်တဲ့တောင်တနေရကနေပါဝင်ခွင့်ရတယ်ကုတူပြုခွင့်ရတယ်ဆိုရင်ပဲညီမတို့ကုတူထူးလိုက်ပေါ့နော်ပါဝင်ခွင့်ရနေတဲ့လူဘဝကိုရောက်နေတဲ့အချိန်မှာတော့ဗုဒ္ဓသာသနာတော်တော်သာသနာပြုပေးခွင့်ရတယ်ကိုကိုဒီအတုံးတဲတဲ့နေရာမှာပေါင်ပြီးတော့ကုသိုလ်ပြုခွင့်ပေးလို့လဲဂျေဇုမြတ်ကြီးတင်ပါတယ်ဂုဏ်လေးယူပါတယ်